အလုံးမဲမင်္ဂလာနေ့လေးဖြစ်ပါစေရှင်ဒီနေ့ဖတ်ပြခြင်းနဲ့ဝတ္ထုတော်လေးကတော့1956ခုနှစ်အော်တိုဘာလထော်ရောက်ရီမဂ္ဂဇင်းမှာပါရှိတဲ့စာရေးဆရာမောင်ကြည်စွေရေးသားထားတဲ့လဟာပြင်းမှအရေးကလေးများဆိုတဲ့မဂ္ဂဇင်းဝတ္ထုတူကိုဖတ်ပြပေးသွားမှာဖြစ်ပါရှင်ကျမကတော့စာဖတ်သူမင်းနေဆက်ဖြစ်ပါတယ်အလုံးမဲနားဆင်ခံစားပေးပါဦးရှင် လဟာပြင်းမှအရေးခလေးများအဖိုးသည် နိုင်ငံကျော်စာရေးဆရာကြီးတယောက်အဖြစ်နှင့်လွန်ခဲ့ရသည် အဖိုး၏အလံကိုမြေတို့ချရ၌ညစွာသောစာရေးဆရာများသည်လည်းအဖိုးနောက်ပါဝဲထက်ချက်မကွာလိုက်ပါပို့ဆောင်နေပါသည်မြောင်များစွာသောအဖိုး၏မိသင်ကဟများမှလည်းအဖိုးသွားရာတုတ်တန်းသို့အဖိုးနောက်ပါမှနေ၍လိုက်ပါခဲ့ပါသည် အဖိုး၏စာပေများကို နှစ်သက်သူ အဖိုးဤစာဖတ်ပရိသတ်များမှလည်းအဖိုးနောက်ပါဝင်တတိကြီးစီတန်း၍လိုက်ပါခဲ့ပါသည်ဘဝခီးဤလမ်းဆုံးတို့တိုင်ခီးပြင်းနှင်းခဲ့ရသူအဖိုးသည်ရဟန်းရှင်လူမြောက်များစွာခြံရန်လျက်တုတ်တန်တို့သွားနေရပါပြီအဖိုးမလွန်မီတနေ့တော့အခါကပင် အဖိုးနှင့်ကျွန်တော်စုံစည်းခဲ့ရပါသေးသည်ဒါကိုကျွန်တော်တသက်ဝဲ မမေ့စကားမှာအဖိုးသည်ကျွန်တော်အားစိုးစုံးမှစကား တခွန်းပင်ပြောကြားခဲ့သေးသည်မဟုတ်ပါလားထိုစကားကိုမမေ့တော့ကျွန်တော်သည်အဖိုးသွားရာခရီးသို့အဖိုးကိုကူပင်ဖေးမှ၍လိုက်ပါပို့ဆောင်နေရင်ပြန်လည်တွေ့တော်နေမိချေပြီငါမီမိကိုပေါ်မှာအမြင်ဝစ်စင်နေကြရွှေနဲ့ပစ္စည်းများဘယ်ရောက်ကုန်ပြီလဲအဖိုးမမြင်တာကြပြီကောဟူ၍အဖိုးကမင်းမြတ်ခဲ့သည်ကိုကျွန်တော်သည်အဖြစ်ခက်ခဲနှင့်ဖြေကြားခဲ့ရသည်သည်အဖိုး ဲ့ဒီပစ္စည်းတွေကိုကျွန်တော်ရောင်းချလိုက်ပါပြီအဲ့ဒီပစ္စည်းများအတွေ့ရတဲ့ငွေနဲ့ကျွန်တော်ဝါသနာပါတဲ့ပကြီးပညာကိုသင်ကြားဖို့ပကြီးနဲ့သက်ဆိုင်ရာပစ္စည်းတွေကိုဝယ်လိုက်ပါတယ်အဲ့ဒါအဖိုးခွလွတ်ပါနော်အဖိုးခွလွတ်ပါတယ်ငါမီးအဖိုးတခုပြောလိုက်မယ်ပညာအတွေ့ပစ္စည်းကိုစည်သေးပါပစ္စည်းအတွေ့ပညာကိုမစည်သေးပါနဲ့ဆိုလိုတာကပညာအတွေ့ပစ္စည်းကိုအသုံးချပါ ပစ္စည်းအတွေ့ပညာကိုအသုံးမချပါနဲ့။ငွေရရင်ပြီးရောဆိုတဲ့သဘောနဲ့ငါမီးရဲ့ပညာကိုဘယ်တော့မှအလွဲသုံးစားမလုပ်ပါနဲ့။အမှုပညာဆိုတာပစ္စည်းနဲ့တန်ဖိုးဖြတ်လို့မရဘူးငါမီး။ဟူ၍အဖိုးကပြောခဲ့သေးသည်မဟုတ်ပါလား။ဒီတော့ကျွန်တော်ကအဖိုးအားပြန်လည်၍မေးခဲ့ရသေးသည်နော်။နှုတ်အဖိုးအဖိုးကိုယ်တိုင်ကိုအဖိုးရဲ့ပညာအတွေ့တန်ဖိုးကြီးကြီးထားပြီး ထိုင်နိုင်ခဲ့ပါသလားအဖိုး။ဟမ်။အေး မေးတဲ့နဲ့အမေပဲငါမီအဖိုးကိုတိုင်နဲ့ပညာကိုထိတ်မထားနိုင်ခဲ့ဘူးအမှန်တော့ပစ္စည်းဟာအဖြက်ပဲငါမီရဲ့ပစ္စည်းကို အလိုကြီးလာမှုပြီးဆိုမှဖြစ်ရင်လူဟာဘာပဲလောက်ရလောက်ရလောက်တော်မှာပဲအဖိုးလည်းလောက်ခဲ့မိတာပဲအခုလိုအရွယ်လုံးမှအဖိုးမှားချံတိခဲ့ရပြီးငါမီဒါကြောင့်ငါမီမမားဖို့ကို အဖိုးပြောခဲ့မယ်ပစ္စည်းကို ရသည်မြတ်ထက်ပိုကုံအောင်အတုံးမချနိုင်ငါမီ အတုံးပို့လို့အကုန်အကျများလာရင်ပစ္စည်းဟာလိုလာပြီဒီအခါကျတော့ပစ္စည်းကိုရအောင်ရှားရတော့မယ်အဖိုးတို့တို့ပညာနဲ့ရင်းနှီးစားတောင်းနေကြရတဲ့လူတွေဟာငွေကိုငွေရင်းရင်းနှီးစားတောင်းနေတဲ့လူတွေလိုမဟုတ်ဘူးကမီအဖိုးတို့နောက်မှာပြိတက်ရှိတယ်အဲ့ဒီပြိတက်ကအဖိုးတို့ရဲ့ပညာကိုယုံကြည်ပြီးမှုအဖိုးတို့ကိုကိုးစားနေကြတယ်ဒီတော့အဖိုးတို့ကပညာကိုပညာလိုသဘောထားရမယ်အမှုပညာဆိုတာ အသေးနှလုံးနဲ့ယုံကြည်ချက်ကစိတ်အံပြီးထွက်လာတဲ့အင်မတန်နှုတ်နေတဲ့အရာပဲပစ္စည်းလိုတိုင်းအဖို့တို့ဦးနောက်ထဲကအတင်းဖြစ်ညစ်ထုတ်တိုင်းထွက်တော်လာပါရဲ့ဒါပေမဲ့ပညာကောမမြောက်နေဘူးငါမီးအဖို့ကိုယ်တိုင်းမင်းဒီပစ္စည်းတွေရဖို့အတွက်ဇာတအုပ်ကိုအတင်းဖြစ်ညစ်ပြီးရေးခဲ့ရတာငါမီးအသိပဲမဟုတ်လားအဲ့ဒါဟာအဖို့ဘာရေးရေးအဖို့အပေါ်ကိုးစားရဲကြတဲ့ အဖိုးရဲ့စာဖတ်ပရိသတ်အပေါ်မှာအဖိုးသစ္စာဖောက်လိုက်တာပဲငါမီဒီအမမျိုးကိုငါမီမမားစေနဲ့ကျင့်ကျင်နော်အမှုပညာဟာပစ္စည်းအတွက်မဟုတ်ဘူးပစ္စည်းသာအမှုပညာအတွက်ဖြစ်ရမယ်ပစ္စည်းကအမှုပညာကိုမခိုင်းစေနဲ့အမှုပညာကသာပစ္စည်းကိုခိုင်းစေရမယ်ငါမီနားလည်ပြီလားနားလည်ပါပြီအဖိုးဒါပေမဲ့အဖိုးကိုယ်တိုင်ကမှမစင်ကျင်နိုင်ခဲ့တဲ့သဘော ကျွန်တော်ကကိုဆင်ကျင်နိုင်ပါမလားတခုတော့ရှိပါတယ်အဖူအဖူလျှောက်ခဲ့လို့လွန်မြောက်ခဲ့ပြီဖြစ်တဲ့ဘဝခီးကိုကျွန်တော်တို့ကအခုမှစလျှောက်ဖို့ခြေတင်ထားရုံလေးရှိပါသေးတယ်ဒီနေရာမှာစုရှိတယ်ဒီနေရာမှာခလုတ်ကတဲ့ရှိတယ်အဖူတို့လိုဘဝခီးကိုလျှောက်ခဲ့ပြီးတဲ့လူတွေကသတိပေးတာကျွန်တော်တို့ကမှတ်သားပြီးသတိကြီးကြီးနဲ့ရှောင်ကွင်းသွားကြဖို့ပဲရှိပါတယ်အဖူအဲ့ဒီလိုရှောင်ကွင်းကြရဲ့နေမှာ နင်းမိကြလို့ရှိရင်ခံရရုံပဲရှိပါတယ်အဖိုးမှန်နေငှမီ အဖိုးကိုယ်တိုင်လည်းနင်းမိခဲ့တယ်တခုတော့ရှိတယ်အဖိုးကမမြင်လို့နင်းခဲ့မိတယ်ငါမီတို့ကအဖိုးပြောခဲ့လို့ဒီနေရာမှာစုရှိတယ်ခလောက်ရှိတယ်ဆိုတာသိသွားပြီဒီတော့လော့အောင်သာရှောင်းပြီးတော့ထို့သောအဖိုးမလွန်မီ မကြသေးခင်ကကျွန်တော်အားပြောကြခဲ့သည်မဟုတ်ပါလားအဖိုးကျွန်တော်သည်အဖိုးပြောကြခဲ့သော အနုပညာနှင့်ပစ္စည်းတို့၏တန်ဖိုးကိုပြန်လည်၍ကြားရရင်အဖို့အတွေ့ရင်ဆိုရပါလေသည် အဖို့ထို့ကြောင့်လည်းအဖို့အားအများနည်းတူချီကျူးတတ်တာစကားမပြောချာမိခဲ့သည်ကို ဖွင့်လွှတ်ပါအဖို့ကျွန်တော်တို့ဆက်လျှောက်ရမယ်အဖို့လျှောက်ပြီး၍လုံမြောက်ခဲ့ပြီဖြစ်သောဘဝခီးသည်ဟုသောနမကြီးကအနုပညာသည်ဟုသော အေးမြသည့်အရိတ်ကနေပါပြီးပစ္စည်းသည်ဟုသောအဖို့က ထန်ပြင်း၍ကျဲပြောလှပါသည်အဖို့အေးမြသည့်အရိတ်ကိုပေးသည့်အနုပညာရီဟုသောသစ်ပင်ကလေးများသည်ပစ္စည်းရီဟုသော အပူအဝဲ၆တရားမကုန်မီကျွန်တော်တို့တို့အပြေးတော်နေ၍နောင်းဝင်ခိုအောင်ရပေအောင်မည်အဖို့ဘဝခီးသည်ဟုသောလမ်းမာကြီးသည်ချစ်ချစ်တပူလောင်နေပြီးကျွန်တော်မျက်စီများနှင့်မမြင်နိုင်သာသောနေရာအထိတွား၍ဆက်ဆက်နေပါသည်အဖို့မောင်ကြီးဆွေ ဒီနေရာမှာတော့လဟပြေမအရေးကလေးများဆိုတဲ့ဝတ္ထုတို့ဟာပြီးဆုံးသွားပါပြီရှင်